ိုင်းပေါ်မှာချက်ရှိတော့ဂျူမြစ်ခစားနေလို့ဂျူမြစ်တော့ချက်စားနေလို့ဒီနေ့လောက်စားဖြစ်ပါတယ်ရင်ဆုံးစက်တုံဖြူနေငယ်ပြီးစိမ်းကိုလော်ပါတယ်ပြီးတော့ဂျူမြစ်လေးကိုလည်းနွမ်းသွားအောင်လော်လိုက်ပါတယ်မြေပူလေးနဲ့ပေါ့နော်ပြီးတော့ချက်ယူလေးကိုစပလင်းဂျင်း

လူလာရင် check out လေးတွေကိုဆယ်ပါမယ်ဆယ်ပြီးတော့ပြီးရင်ရေးအင်းနဲ့နှစ်ထပ်သုံးထပ်ဆေးပြီးတော့ရေးစစ်ထားမယ်ရေးစစ်သွားပြီဆိုရင်ခုနကလောက်ထားတဲ့ဂျူးမြစ်ရဲ့စက်ကံဖြူရဲ့နေုပ်တည်းလော်ပြီးထားမှလည်းဟာတယ် ပြီးတော့ဟွာချောင်းစီရဲ့ထုံစီပေါ့နော်ပြီးလို့ရှိရင်မာလာအနှစ်ကလေးထည့်ပါမယ်မာလာတတိယလေးကိုယ်တိုင်လောက်ထားပါမာလာနှစ်လေးထည့်မယ် ပြီးလို့ရှိရင်မာလာမုတ်ပေါ့နော်မြေတိမုတ်မာလာမုတ်လေးထည့်မယ်ပြီးရင်ပဲငံပြားကြီးလေးနှစ်စွန်းလောက်ထပ်ထည့်ပါမယ်ပြီးရင်စီအနှဲငယ်ထည့်ပါမယ်ပြီးရင်အရာသားတွေကိုနှက်ဆက်အောင်နေလိုက်ပါမယ်အဲ့ဒီမှာကိုဟာအဲဟိုပါတော့နည်းနည်းခလေးလေးစားချက်နဲ့ဆိုရင်တော့အရသာမုံလေးထပ်ထည့်လို့ရပါတယ် ကျစီတော့မလာတော့လေးရပါပြီတနနန်းစားလို့လည်းအရန်နဲ့ကိုအရသာရှိပါတယ်အမေကတော့အရသာရဝင်အောင်တိတိချာချာလေးဘောတော့ဟိုဘောတော့ကြကြာလေးနေပြီးတယ်ပြီးရင်ဘူးတဲ့ထဲမှာရေကြီးတက်တာတဲ့နိုင်ဝက်လောက်ထားမယ်ပေါ့နော်